နင်းလာနေပွေးသူအားလုံးမင်္ဂလာပါ2025ဇူလတရနေ့နေ့ခုနှစ်နေ့တော်တွင်ညံများမယ်အပြန်ဆင်များမယ်အပျက်စီးပျောက်ရှာများမယ်ဥတီလိုက်တိုင်းနေရာတိုင်းတိုက်ခတ်ရှိမယ်မဖြစ်မနေလောက်ကဲမှုကြောင့်အဆုံးပိုင်းမှာအောင်မြင်မယ်အလွယ်တူရခြင်းမရှိဘူးဆက်ပစ္စည်းပြည့်စစ်ပစ္စည်းများဝယ်ယူမြှုပ်နှံခြင်းမပြုရဘူး ပစ္စည်းလောင်ခြင်းဈေးကစားခြင်းမပြုရဘူးကြိုတင်စီမံပြီးလုပ်ခြင်းနဲ့ပေါ်ပေါက်လာတဲ့ခွင့်ရေးတို့ကိုသုံးသက်အသုံးချပြီးလုပ်တာအကျိုးပေးတယ်တပားသူပေါ်ယုံပြီးလွှဲပြီးလုပ်တဲ့လို့မှန်သမျှစိတ်အောင်ရှိရှိမယ်တရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်မြောင်းရက်ကိုတည်သွားစေခြင်းရှိတတ်တယ်မင်းရဲ့ဆန္ဒကွင်းနဲ့ဆက်နိုင်ကြသွားလာနေ Thank you ဆက်ရမယ် နှစ်ရက်နေရအရာရာကောင်းသောကံကြမ္မာနဲ့တုတ်တဲ့သောကံတွေပေါ်ပေါက်လာမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတုတ်တဲ့ကံရဲ့အကျိုးဆက်ကိုရမယ်၃ရက်နေမှာရပိုင်권နဲ့လက်ဝဲပြန်ရခြင်းအစဉ်ပြေခြင်းရှိ၄ရက်နေငွေကြေးကံလုပ်ငန်းကံစီးပွားကံကောင်းမယ်အလုပ်အကျန့်စီအောင်မြင်မယ်သို့သောအရှိရကုန်ဒီသွားစီအနေရှိတဲ့တဲ့မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်တွင်သတိထား ငါးရည်နေမှာရှင်ပြိုင်မှုမမြောင်မြင်ခြင်းဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းတွေရှိ၆ရည်နေမှာ သူတစ်ပါးကြောင့်ကိုယ်ရည်ဝဲချက်နှောင့်နှေးခြင်းရံများခြင်းတိုက်ခတ်များခြင်းတွေချုံးမယ်ခုနှစ်ရည်နေကတော့မိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝရည်မှန်ချက်တိုးတက်ခြင်းအရာရာဆင်ပြေသောနေထိုင်နဲ့တည်နှံ့ဖွဲ့ဖို့ကြိုးပမ်းခြင်းတို့ကိုချုပ်တွေ့နိုင်ပါတယ်ဒီတစ်ပတ်တော့ကာလအတွင်းမှာဇာတာပရင်းနေစောက်ချန်နေအင်္ဂါနေဝိသုတွေ ကောင်းကျိုးပေးတယ်ဗုဒ္ဓနဲ့မွေးသူများစနေနေ့မွေးသူများနဲ့ပတ်သက်ပြီးစိတ်နှောင့်ယှက်လေးတွေရှိတတ်တယ်နံပါတ်6ခုငါးကဏ္ဍနေချိုးပေးတဲ့အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေဆောင်ရွက်ရင်အောင်မြင်စေပြေခြင်းကိုရနိုင်ပါတယ် အနီယံပန်းမွေလေးတွေဖျားကတ်လူပူဇော်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်ရင်ရာရာစီပြေသောကံတွေတိုးတက်တဲ့ကံတွေရရှိပါမယ်။ကျေးဇူးတင်ပါတယ်။ငါနေ့မွေးသူအလုံးမင်္ဂလာပါ။2025ဇူလ10ရက်နေ့နေ့ခုနှစ်ရက်နေ့အတွင်းအပြောင်းလဲရှိမယ်။အရဝေးမှကောင်းတဲ့ရင်ကြုံမယ်။လူမျိုးကွဲအကျိုးပေးမယ်။ဝေချင်းရင်ဆုံးမယ်။ ကျောင်းဝင်တောင်းဝင်ယူရမခံရင်သူများပြဒနာကိုပြဒနာဖြစ်မယ်။နေရာပြောင်းလဲမှုနဲ့ပတ်သက်တဲ့ကိစ္စအဆင်ပြေမယ်။အရဝင်းနဲ့ဆက်ဆက်မှုကြိုးပင်းမယ်။ကောင်းသောအရဝေးမှသတင်းစကားတွေကိုလက်ခံရရှိမယ်။အမေဖွားတော်ကျမရဲ့ချူချာမယ်အသက်ညံမရှိဘူး။ဥတီကျဲပြောင်းပြီးလောကန်ခြင်းရဲ့ကောင်းသောအကျိုးကျေးဇူးကိုရမယ်။ကိုယ်ပိုင်ယက်တီကျဲနဲ့ရှေတူလောကန်ခြင်းတို့ရဲ့ ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်။ယနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ငွေကြေးကုန်ကြမြမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။မြောင်းရက်ကိုတည်သွားစေရန်ရဲ့ဖြစ်တတ်တယ်။မင်းရဲ့ဆယ်နိုင်ခွဲနဲ့ဆွတ်နိုင်ကြသတိရှိရမယ်။နှစ်ရက်နေ့အရာရာအဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံပွင့်နဲ့ငွေကြေးကံလူကံကံဘဝကံကောင်းခြင်းအကျိုးပေးခြင်းရှိမယ်။၃ရက်နေ့ ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေချေးကလုပ်ငန်းကဘဝကတွတ်တဲ့မယ်ရှင်မကြအောင်မြင်ခြင်းရှိမယ်၄ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်ပြဿနာများမယ်လူယုံဒုက္ခပေးမယ်ဝေချေးပေးယူကိစ္စစသတိနဲ့ရှင်ပြီးလုပ်ရမယ်အဲ့ဒီနေ့မှာအရှိရကုတ်တီသွားစရာနည်းရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေတဲ့ယူဆမ်းမယ် ၅ရက်နေ့မှာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်။ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ဘဝတိုးတက်မယ်။၆ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းကြောင့်မယ်။၇ရက်နေ့မှာရှင်ပြိုင်မှုမှမြောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမယ်။ဝိကျေကံကောင်းမယ်။တပတ်တာအတွင်းဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့ဝိသုရီကောင်းချိုးပေးပြီးတော့တနင်္ဂနွေတင်းလာဝိသုများကြောင့်စိတ်နှောင့်ဆစ်ဖြစ်တတ်ပါနိခုကိုကနန်းနေချိုးပြတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီး အလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါသွာလာစေလမ်းမှာတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုအလှူဒါနပြုပေးပါကျေးဇူးတင်ပါဗုဒ္ဓနေ့မွေသူအားလုံးမင်္ဂလာပါ2025ဇွန်10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာအရာရာဆင်ပြေမယ်လူရာပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ် မေတ္တာရေးကံကောင်းပဲလူမရေးကောင်းပဲစီဝါရေးမှာတိုက်ခတ်ကြတုတ်တယ်ပဲပြပခီလန်ကြောင့်ကြိုးပြမယ်မိသားစုရေးရာကိစ္စတွေမှာစောင့်သမျှပြောဆိုသမျှအောင်မြင်မယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားတွေကောင်းသောကျိုးဆက်ကိုရမယ်ကျမ်းမာရေးမှာတော့ခြူကြခြင်းရှိမယ်အနေရောမရှိဘူးထီကန်သင့်သောကာလဖြစ်တယ်စီဝါကံလုံကံကဘဝကံတွေမှာတော့ မြန်မာတဲ့နေသားဘက်ကိုဦးတည်မယ်။ယနေ့ကတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ်။အဲ့ဒီနေ့မှာဒေါက်တာဆာတိကိမ်ဝန်ကြီးကိုတော့ကြည့်ဆိုင်ရမယ်။အနောက်တောင်ရက်ကိုတည်သွားစေ။ရံများတတ်တဲ့မြောင်းရက်ကိုတည်သွားစေမတော်တဆတိကိမ်မှုအကြီးစားဖြစ်တတ်တယ်။အသွားလန်နေထိုင်ကိုကြည့်ဆိုင်ရမှာကမနေ့စနေခွဲနဲ့ဆရနိုင်ကြဖြစ်ပါတယ်။နေ့ရက်နေ့မှာရှားပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။ နာမည်အောင်မြင်မှုနဲ့ဘဝတွတ်တဲ့မှုကိုကြုံမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတွတ်တဲ့မယ်ရည်မှန်းချက်အောင်မြင်မယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးသွားမယ်။တရှိရကိုတည်သွားစံရည်မတော်ဆဖြစ်တတ်တယ်။မနေ့ခုနိုင်ခွဲနဲ့ခုနိုင်အတွင်သွားလာနေတဲ့ကူဆက်။မားရက်နေ့မှာဝေချေစုလိုက်ဝင်မယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်။၆ရက်နေ့မှာရံပတိဘက်ကရင်နဲ့ထိတိုက်တွေ့မယ်။သဘာဝသူကြောင့်ကိုရွယ်တဲ့ နောင်နေခြင်းကြံ့ကြခြင်းတွေရှိမယ်။ခုနှစ်နှစ်မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်။တပတ်တာအတွင်းဇာတာပရိနေဗုဒ္ဓနေငါနေမွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့သောကြံနေမွေးစုတွေအနှောက်အယှက်ပေးတတ်တယ်။369ခုနှစ်နေကြိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးလုပ်ကင်နေပါတဲ့ ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းပွင့်ဖရလူပြည်လိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။ရှားသာပဒီနေမွေသူအားလုံးမင်္ဂလာပါ။2025ဂျွန်၁ရက်နေ့ရက်နေ့ခုနှစ်ရက်နေ့အတွင်းရှင်မန်းချက်စစ်အောင်မြင်မယ်စေကုသစ်တွေပေါ်ပေါက်နေတဲ့တစုံတရာသစ်ကိုလှုပ်ဖို့စေကုနေတာမတွန့်ဆုံနဲ့ရဲရဲတင်းတင်းရှေ့တော်တော့ပေါ်ပေါက်လာတဲ့စေကုသစ်တွေကိုလည်းကိုကလက်တွေ့ကြကြလှုပ်ရင် ခြေရှားတဲ့အောင်မြင်မှုကိုရမယ်ဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေမယ်နေနေရပြင်ချင်းပြောင်းချင်းကိစ္စဆင်ပြေမယ်ဒီကံလာအတွင်းမှာကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်မှုစောင်းရွက်မှုအားလုံးဆင်ပြေမယ်လူမျိုးခွဲအကျိုးပေးမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကြုံမယ်။ဒီရက်နေ့အရာရာဆင်ပြေခြင်းတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကြုံမယ်။နှစ်ရက်နေ့ရပိုင်권နဲ့လေဝယ်ပြန်ရ။သုံးရက်နေ့ငွေကြေးကံလုပ်ငန်းကံကောင်း။လေးရက်နေ့ရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတည်လန်းပွဲ 9ရက်နေ့မှာပြဿနာတွေအဟောင်းတွေပြန်ဖြေရှင်းရမယ်6ရက်နေ့မိကောင်းဆွေကောင်းထောက်ခွေရမယ်9ရက်နေ့လူမျိုးပဲအကျိုးပေးမယ်ရဲဝင်းနဲ့ဆက်ဆက်ပြီးလုပ်အကျိုးပေးမယ်သတိပေးချင်တာကရရက်နေ့မှာမြောက်ရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့ဆန်နိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင် queue ဆက်ရမယ်တကလ4ရက်နေ့မှာအရှိရက်ကုန်တီသွားစရာနေရှိတဲ့တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သွားလာနေထိုင် queue ဆက်ရမယ် ဒီကာလတလျှောက်လုံးမှာတနည်းလားအင်္ဂါဗုဒ္ဓမွေးသူတွေကောင်းကျိုးပေးတယ်တနည်းကတွေစနေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေကျိုးပေးတယ်အဝါရောက်နေမောရောက်နိုးနေရောက်တွေကိုသုံးပြီးလောရကိစ္စဆောင်ရွက်ရင်ထူးထူးခြားခြားကောင်းသောကံတွေကျိုးပေးသောကိစ္စများပေါ်ထွန်းပြီးတော့အစဉ်ပြေသွားနိုင်တယ်အဝါရောက်ပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလောရဆူတောင်းမှာ